ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီညအောက်တိုဘာ30ရက်နေ့အမေရိကန်နိုင်ငံတည်နေပတ်သက်ပြီးမှပဲတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်ဒိုနယ်ထရမ့်ကရောအမေရိကမှာရှိနေတဲ့နျူကလ িয়ার လက်နက်တွေကိုချက်ချင်းစမ်းသပ်ဖို့ကြေညာထားခဲ့ပါတယ်ပြီးတော့မနစ်တနေ့က US ကအတန်ထက်မြန်နေတဲ့ hypersonic လက်နက်ကိုလည်းစမ်းသပ်ခဲ့တာရင်းကိုကျွန်တော်တို့တင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ် ယေရှုသူအနေနဲ့ကျွန်တော်တို့ရဲ့ YouTube channel လေးကိုတဘောကြရဲဆိုတော့ subscribe လို့ page အပြအပလို့ရပါတယ်ကျွန်တော်ကနိုင်ငံတကာသတင်းနဲ့ပတ်သက်ပြီးမှပဲတင်ဆက်ဆွေးနွေးလက်ရှိပါတယ်ဒီတစ်ခါကတော့ Donald Trump ရဲ့အာရှခရီးစဉ်နောက်ဆုံးနေ့မှာပေါ့အမေရိကနိုင်ငံရဲ့ nuclear တွင်ကိုထပ်ပြီးချက်ချင်းစံတက်တဲ့အကြောင်းကိုရေးသားခဲ့ပါတယ်။ဘာကြောင့်အခုလိုမျိုး Trump ကကြေညာထားတာလဲ။ စသဖြင့်ကျွန်တော်တို့ဒီနေ့မှာတော့တိုင်ပြည်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပထမအဆုံးဒီနျူကလ িয়ার အရေးကူပဲဆွေးနွေးပြီးမှပဲကျွန်တော်တို့ဗီဒီယိုတွေကိုပြပြီးမှပဲကြည့်ကြည့်ပြီးမှစကဝိုင်းလေးတွေဂလုတ်ကြည့်ရအောင်ပါဗောနော်ဆိုတော့ပထမကတော့အမေရိကသမ္မတဒိုနယ်ထရမ့်ကတော့နျူကလ িয়ার လက်နက်စမ်းသမှုကိုချက်ချင်းစတင်ရန်လုပ်ငန်းစီစဉ်မယ်ဆိုမှတော့အကြေညာထားပါတယ်ဘာကြောင့်အခုလိုမျိုးလုပ်သွားတာလဲထရမ့်ပါဗောဆိုအရှိတော်အာရှရဲ့ခရီးစဉ်နောက်ဆုံးအစ်စ်မှာပဲ ကျင်ရထားတာဖြစ်တဲ့သူရဲ့လူမှုကွန်ရက်မှာပဲတင်ထားခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ရုရှားနဲ့တရုတ်အပါဝင်ပေါ့အခြားနိုင်ငံများကလည်းစမ်းသပ်မှုအစီအစဉ်များကိုကူကားပြီးမှပဲ Trump ကတော့အခုလိုမျိုးဆုံးဖြတ်ထားတာဖြစ်တယ်။ကြီးစုသူမနဲ့ကကြီးစုသူပရိသတ်ကကျွန်တော်ရဲ့ YouTube တွင်ကိုကြည့်နေမယ်ဆိုတော့မနဲ့တနေ့ကရုရှားကအတိဆက်ဆက်လေးထုတ်လုပ်ထားတဲ့ nuclear ဒုံးကျည်အကြောင်းတွေကိုဆွေးနွေးခဲ့ပါတယ်ရုရှားကလွန်ခဲ့တဲ့တပတ်မှာနော်လွန်ခဲ့တဲ့တပတ်မှာသူတို့အသစ်ဆက်ဆက်လေး nuclear ဒုံးကျည်ကိုအောင်မြင်စွာဆန်တက်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာပူတင်ကဘယ်လိုပြောခဲ့လဲဆိုတော့ကျွန်တော်တို့ရဲ့လက်နက် nuclear ဒုံးကျည်မစ္စိုင်းကြီးကိုဘယ်နိုင်ငံကမှကာကွယ်နိုင်မှာမဟုတ်ဘူးဘယ်နိုင်ငံကမှလည်းဖျက်ချနိုင်မှာမဟုတ်ဘူးဆိုမှပူတင်ကပြောခဲ့ပါတယ် ဲ့ဒီနောက်ပိုင်ဒိုနယ်ထရမ့်ကလည်းမှတ်ချက်တွင်ပင်းနေတယ်အခုလိုမျိုးယူကရိန်းနဲ့ရုရှားစစ်ပွဲကြီးမှာအများဆုံးရက်ရက်တက်တာကပူတင်အယုံဆက်ရမယ့်ကိစ္စဖြစ်နေတယ်အခုလိုမျိုးချင်းချောက်တန်တွေကိုဘာတွေကိုသမရပူတင်အနေနဲ့မပြောတင်မှုဆိုတော့ထရမ့်ကတော့မှတ်ချက်တွင်ပေးထားပါတယ်ဆူလူရဲ့တဘောကရုရှားကသူ့ရဲ့နျူကလ িয়ার တွေကိုထုတ်ပြီးမှပဲကြွားကြွားဝါဝါလို့ပြီးမှကဘာကြီးကိုချင်းချောက်ခဲ့တယ်တစ်ဖက်မှာလည်းတရုတ်တွင်ကသူတို့ရဲ့ hypersonic တွင်ကိုစမ်းတမှုတွေအများလုံးနေတယ် ဆိုဒီတခါဒေါ်နယ်ထရမ့်ကကျွန်တော်တို့ရအမေရိကနျူကလ িয়ার လက်နက်တွေကိုလည်းစမ်းသပ်မှုတွေကိုချက်ချင်းလုပ်ကြပါဆိုမှတော့အကြေညာထားပါတယ်။တော့ဒီစမ်းသပ်ပုံစံကတော့ဒီအမေရိကရဲ့နျူကလ িয়ার ပေါ့နော်အမေရိကရဲ့နျူကလ িয়ার စမ်းသပ်တာက1990စနစ်အဲ့ဒီကုစနစ်ကနျူကလ িয়ার လက်နက် စမ်းသပ်တာနောက်ဆုံးဖြစ်တယ်။အဲ့ဒီနောက်ပိုင်းမှာအမေရိကကမစမ်းသပ်ဖို့အဲစိုက်ငိုက်ထားတယ်ပေါ့နော် so now so santa muka thong ku ya ku se ne dong ka america ya now so nuclear santa mu phit de ke da so no nuclear a chang ko yin so jun lo swin nei bi ma be now ma a tan the pu myan ne hypersonic a chang ni ko ta phan pyan nei bi ma swin nei chi ya aw ba bo no so trump ka ba lo byo khe le sa da phit all right jun lo video pya be bo no all right go ဒါကတော့1992တုန်းကအမေရိကကစန်တကေဖူရနီကလဖြစ်နေတယ်ပေါ့နော်။ နျူကလ িয়ার စံတက်တာဆိုတာကအဲ့လိုမျိုးစံတက်တာပေါ့ဗျာနော်အဲ့လိုမျိုးဟို ဒါရင်အားလုံးက1900ခုစနစ်တုန်းက US ကသူ့ရဲ့နျူကလ িয়ার ရင်ကိုရုရှားနဲ့တရုတ်ကောင်တာ attack လုပ်ဖို့ရတဲ့စံတခေပူတယ်။ဒါကနောက်အဆုံးအမေရိကရဲ့နျူကလ িয়ার စံတမှုဖြစ်ခဲ့ပူတယ်။အဲ့ဒီနောက်ပိုင်းအမေရိကကနျူကလ িয়ার စံတမှုရင်ကိုဆန့်ကျင်ထားတယ်ပေါ့နော်။တော့ပုံရိပ်ကိုကျွန်တော်ကပြတာပါပရိသတ်တွေ။ပရိသတ်တို့ကမြင်ဖူးမြင်ဖူးတဲ့အနေနဲ့ပေါ့တချို့လူတွေကမြင်ဖူးမှာမဟုတ်ဘူးလေနော်။ဆိုတော့ခင်ဗျားတို့မမြင်ဖူးဘူးဆိုတော့ဒါက1900ခုစနစ်တုန်းက US ကဒီ nuclear တွေနဲ့ပတ်သက်တဲ့လက်နက်တွေကိုစမ်းသပ်တဲ့ပုံရိပ်တွေမှာ video တွေမှာဆိုတော့ကိုအတိလို့ရတာပေါ့နော် ဒါတို့နိဖရန်နတ်တွေโอเคဒါက1990စနစ်တုန်းကနျူကလ িয়ার ဆန်တာတဲ့ပုံရိပ်ကဲဒါကတော့ဒိုနယ်ထရမ့်ကမနစ်တနေ့ကသူတင်ပြထားတဲ့ post ပြီပါเนาะသူတင်ထားတဲ့ post မကြည့်ကြည့်အောင်ရှင်မီဒီယာအာဘူး quite a significant social media post saying that the United States has more nuclear weapons than any other country. He goes on to say that Russia is second, China is a distant third, but will be even within five years. So, Trump got behind it. America ka kabama nuclear လက်နက်အများဆုံးဖြစ်နေတယ်။ကျွန်တော်ကနံပါတ်ကျွန်တော်ကနံပါတ်3ဖြစ်နေတယ်။နံပါတ်2ကရုရှားဖြစ်နေတယ်။နံပါတ်3ကတရုတ်ဖြစ်နေတယ်ဆိုမှရထားပါပဲပေါ့နော်။ other countries testing programs i have instructed he says so the cha နိုင်ငံတွေက testing program nuclear စမ်းသပ်မှုကိုလုပ်နေကြတယ်တဲ့ကျွန်တော်ကလည်းအကောက်ကိုရေဝင်ကြီးဌာနအကြီးကို nuclear လက်နက်တွေကိုသူတို့နဲ့ equal basic ဖြစ်အောင်နော်ဟာပြန်တံပြန်ဖြစ်တဲ့အနေနဲ့စမ်းသပ်တင်တယ်ဆိုတာပြောလာတယ်ဆိုတော့ that process will begin immediately တဲ့ချက်ချင်းအဲ့ဒီ nuclear စမ်းသပ်မှုတွေကိုလုပ်တင်တယ်အစတင်ရမှာဆိုတာထပ်ပါတော့ Junior, how about that? Department of War to start testing our nuclear weapons on an equal basis, and that process will begin immediately. So there you go. The President of the United States uh, saying that uh, he's instructed his administration to begin testing nuclear weapons. We're out to White House officials to find out exactly what that means, whether he means testing the delivery ses- systems for those nuclear weapons or uh, the nukes themselves. The United States has not tested nuclear weapons since uh, 1992. But again, uh, that breaking news a short time before this meeting with President Xi, uh, the, uh, President Trump, uh, saying that uh, he wants his administration to once again begin testing nuclear weapons. Mm-hmm. Your nuclear plan. Why are you doing nuclear testing? Thank you very much, everybody. Thank you. Thank you. ဆရာ Trump ကိုတမရအချင်းချင်းပိနေတဲ့ဆုံပွဲကတော့မိခွန်းတွေမေးကြပါတယ်။ဘာဖြစ်လို့ nuclear လက်နက်တွေကိုစတဲ့ဖို့ကြင်ရထားတာလဲဆိုတာပြောပါတယ်။ဒါမဲ့ Trump ကတော့မဖြစ်ချင်ဘူး။ Thank you so much ပဲပြောတယ်။တရုတ်ရဲ့တမရအချင်းချင်းပိနေတဲ့တွေ့တွေ့နေစင်မှာပဲသတင်းမီဒီယာက Trump ကိုမေးတာပေါ့။ Gabe, I'm sure you're listening to that. It picks up exactly where we left off that first question to uh, President Trump about the nuclear testing change for the United States, and that came in the hour before this bilateral meeting. Uh, Gabe, uh, I know that question went unanswered. All right. So, the Trump guy, to post the entire deport the entire South the Russian Xi Jinping, the Matuikin Lima, the entire. ဆိုတော့တမရရှိရှိပင်းနဲ့တွေ့နေစီမှာပဲ3မီတာတွေကအဲ့လိုမျိုးကောက်ပြီးမှ Trump ကိုမေးကြတာပေါ့ဗျာဆိုတော့အဓိကကတော့ကျွန်တော်ခုနပြောတဲ့မှာပဲ US America အနေနဲ့ nuclear လက်နက်တွေကိုမစမ်းသပ်တာလည်းကြာနေပြီ1992ကသူတို့ရဲ့နောက်ဆုံးစမ်းသပ်ချက်ဖြစ်နေတယ်အခုလက်ရှိမှာနော် North Korea တို့တရုတ်တို့ပြီးတော့ Russia တို့ကသူတို့ရဲ့ nuclear လက်နက်တွေကိုခဏခဏစမ်းသပ်လာတယ်ပေါ့ ်အထမ်ကလည်းအဲ့လိုမျိုးဖြစ်နေမယ်ဆိုရင်တော့ကျွန်တော်တို့လည်းချက်ချင်းစမ်းသပ်တင်တယ်ဆိုပြီးမှသူ့ရဲ့ကာကွယ်ရေးဝန်ကြီးဌာနကိုချက်ချင်းအမိန့်ပေးပလိုက်တာဆိုဘလူးမျိုးနျူကလ িয়ার ကို US အနေနဲ့စမ်းသပ်မှာလည်းသူတို့မတိဘူး nook နျူကလ িয়ার အခြေစားရင်းလာဒါမှမဟုတ်နျူကလ িয়ার ရော့ကက်တွေလာစတာဖြစ်ပေါ့ဗျာဒါတွေအလုံးကတော့တေချာမတိသေးပါဘူးဒါကတော့ Donald Trump ကနျူကလ িয়ার စမ်းသပ်မှုရဲ့ပတ်သက်ပြီးမှကျွန်တော်တို့ တည်တလောက်ပေါ့နော်ဒါလေးကို sharing လုပ်တာပါဒါဆိုရင်တော့ကျွန်တော်တို့ x54 အကြောင်းတွေကိုကြည့်ကြည့်ရအောင်ဒီဒီလေးရင်ပေါ့နော်ဒီဒီလေးရင်အကြောင်းတွေကိုကြည့်ကြည့်ရအောင်အဲ့ဒီအကြောင်းလေးတွေကိုမမကြည့်ခင်လေးမှာကျွန်တော်အဲ့ဒီအကြောင်းလေးတွေကိုအနည်းဆုံးဘာဖြစ်လဲဆိုတော့ကိုတိုင်ပြဆွေးနွေးချင်တယ်ပေါ့နော်ဆိုတော့အခုအမေရိကကအတန်ထက်ဒီစုငင်တာမထွက်ဘဲနဲ့လေလုံးဝစုငင်တာမထွက်ဘဲနဲ့ အတန်တက်မြန်နေတဲ့ X55 jet လေယာဉ်တွေကိုစမ်းသပ်ပြန်တန်းနေတယ်။ဆိုတော့ဒါတွေအလုံးကဘာဘာအတွက်လဲစသဖြင့်ပေါ့ဗျာကျွန်တော်တို့ကြည့်ကြည့်ရအောင်ဆိုတော့ X55 ကဘယ်လောက်ထိလောက်မိုက်တယ်ပေါ့ဆိုတော့ဒီ X55 က NASA company ရဲ့ supersonic လို့ခေါ်နေတဲ့ jet လေယာဉ်ဖြစ်နေတယ်။ October 26 28 October 28ရက်နေ့ကပေါ့နော် ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းဒေသကတည်းကပုံမှာပဲပထမဦးဆုံးစံတပ်ပြန်တမ်းမှုအောင်မင်းစွာပြုလုပ်ခဲ့တယ်တဲ့နော်20အောက်တိုဘာမနစ်တနေ့ကအောက်တိုဘာ28မှာကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းရှိဒေသနာရပုံမှာပထမဦးဆုံးသောစံတပ်မှုကိုအောင်မင်းခဲ့တယ်ဆိုမှ US ကအကြေညာထားပါတယ် so အဲ့ဒီ NASA ထုတ်လုပ်ထားတဲ့ X59 supersonic jet လေယာဉ်က ူက engine တလုံးပဲရှိတယ်သူသူ့ရဲ့အမီးပေါ့သူကဒီအမီးထီပေါ့နှာခေါင်းကလည်းမီးထီပေါ့နော်လေရင်ကနှာခေါင်းကလည်းမီးထီကပေတရာလောက်ရှိတယ်30စင်မီတာလောက်ရှိတယ်တဲ့အဲ့တော့သူကအသက်အများကြီးမကြီးဘူးပေါ့ဒီဒီဥစားကသူကအတန်ထက်မြန်သူအတန်ထက်မြန်သူညာလည်းပဲသူကစူမြန်တန်ကိုမရှိစေပဲနဲ့အဲ့လိုမျိုးဒီဇိုင်းလေးလုပ်ထားတာပုံမှန်တော့ဖြစ်တော့ အတန်တပ်ပူမြနေတဲ့ hypersonic တိုက်လေယာဉ်တွေကအတရာကြည်လုံးတယ်။အရင်ကြည်လုံးတယ်။လူတွေကလည်းအမဲ complain လုပ်နေတယ်ပေါ့နော်။ဆိုတော့အခုဒီတခါသူတို့ထုတ်လုပ်ထားတဲ့လေယာဉ်ကတော့အတန်တပ်မြန်တာတော့အမှန်ပဲ။ဒါပေမဲ့အဆူမြန်တာမရှိဘူးတဲ့။ဆိုတော့ပေသူက အမင်ပေခုစေရထောင်တော့အမင်ပေ9000နဲ့9000ပုံမှာပြန်တန်းနိုင်တယ်။အမြန်နှုန်းကတနာယီမှာ7မိုင်7မိုင်အထိပြန်နိုင်ပြန်တန်းနိုင်တယ်တဲ့။ဆိုတော့ တာမန်တိုက်လေရင်တွင်ထက်လေရင်တွင်ထက်ပေါ့နော်နှစ်ဆပူမြန်တယ်60ရခိုင်နှုန်းကျော်လေးပူမြန်တယ်တဲ့အရင်မိုက်တယ်ကျွန်တော်ဗီဒီယိုပြမယ်နောက်မှာတော့ဆိုတော့ဒီလေရင်ကြီးကများသောအဖြစ်ပေါ့နော်ဒီတိုက်လေရင်ကတိုက်လေရင်ဆိုတော့စစ်ရဲ့အတုံးပြုတ်ရင်ပြုတ်နိုင်ချေရှိတယ်ဒါပေမဲ့များသောအားဖြင့်တော့ဒီနာဆာရဲ့ရည်ရွယ်ချက်ကတော့ဒီလေရင်တွေကိုတကယ်အောင်မြင်မှုရှိနေမယ်ဆိုရင် နောင်လာမယ့်အနာဂတ်မှာပေါ့နော ဒီတိုက်လေရင်စစ်ရေးအရတသက်မတုံးမင်းနဲ့တခြား commercial အတွက်လည်းတုံးချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ America နိုင်ငံရပါဝင်ပေါ့နော်ဒီစူညံတန်တွေကြောင့်ဂုံးပင်မေပင်အထက်မှာအတန်ထက်မြန်နေတဲ့တိုက်လေရင်တွေကိုပြန်တန်းခုကိုတာမင်ခဲ့တာဟိုရင်တော့ကအတန်ကျော်မြန်လွန်းလို့ပေါ့နော်သူတို့ကလည်းပြန်ပြည့်စုံမှာပောက်ခွေးတန်လူမျိုးဖြစ်လာအစူညံတန်တွေဖြစ်နေတယ်ဆိုတော့လူရင်းကခဏခဏ complain လို့ကြတယ် အဲ့ဒါကြောင့်သူကမေပြည်နဲ့ထက်မှာဂုံးပြည်မှာစင်းတာတို့တက်တာတို့လူတွေကမကြိုက်တဲ့ခါကျတော့အရင်တုန်းက ban ဖြစ်တာ they ban it timing flight တာအဲ့ဒါတွေကခုကြုံလွားပူရအတွက် NASA ကနီလန်းတွေရှာနေတယ်အဲ့ခါကျတော့အခုကအဓိကကဒီစုညံတန်တွေကိုလုံးဝအလျှော့ပြီးမှလေကားတကားပိတ်တန်လောက်ပဲတန်ထွက်တော့မှာတော့ကားတက္ကစီတို့ကားတို့ဘာလို့ရှိစီးလဲဆိုခင်ဗျားတို့ကကားကိုတကားပိတ်လို့ဆိုဖုံဖုံလောက်ပဲ ဟုံအလောက်ထိလောက်ပဲတန်ကခြေတာကွာအဲ့ဒီကားတကားပိတ်တန်လောက်ပဲအတန်ကခြေတော့မှာတဲ့နာဆာအထုတ်လုတ်ထားတဲ့တိုက်လေကြီး X59 ကတော်တော်လေးတော့မိုက်တယ်အခုခက် AI ခက်ကြီးရဲ့တိုက်လေရင်တွေကအာလုံးဝမိုက်လာတယ်ပူရတော့ရေမနေ့တနေ့ကကျွန်တော်ဗီဒီယိုကြည့်လာတော့မသိဘူး US ကနော် AI jet လေရင်စံတက်တဲ့တိုက်လေကြီးခင်ဗျားတို့တွေ့လားအိုးမိုက်ပဲ ကျွန်တော် YouTube မှာတင်ထားတယ်မတွေ့ဘူးမတွေ့ဖို့ကိုစဉ်းသွားကြည့်ပါအဲ့ဒီလေရင်ကလေသူကတော့ဒီ rocket လိုမျိုးပေါ့ပြန်တန်းတယ်လုံးဝပြီးလန်းသူ့မှာလမ်းမှာပြီးစရာကိုမလိုတော့တာသူကအဲ့လိုမျိုးတက်ပြီးမှလေတက်ပြီးမှဆင်းလို့ရတယ် vertical နဲ့တက်ပြီးမှဆင်းလို့ရတယ်အဲ့ဒီ AI တိုက်လေရင်ကြီးကအကြီးကြီးပဲအရန်ရန်မိုက်တယ် US ကမနစ်တနေ့ကအဲ့ဒီလေရင်ကြောင်းတွေကိုလေအဲဒီမိတ်ဆက်လာတယ်ပေါ့အခုကလည်း hypersonic x59 with us ကဖက်မှန်ပြီးမှမေးဆက်လာအရမ်းမိုက်တယ်ဆိုတော့ဒီ hypersonic ရဲ့အော်မီမူကိုတကယ်လို့အများသာဒီအကောင့်ထေပုံနိုင်မယ်ဆိုရင်တော့ x59 ရဲ့အော်မီမူရှိခဲ့မယ်ဆိုရင် NASA ကပေါ့နော်ဒီ FAA လို့ခေါ်နေတဲ့ program ကိုလုပ်မှာသူတို့ကလူထုရဲ့တုံ့ပြန်ချက်ကိုလည်းကောက်ယူသွားမှာဒီလေယာဉ်ကိုပြန်တမ်းမယ် ီသူပီသူလူထုရဲ့အတွေ့အခေါ်အမြင်တွေပေါ့နော်ပီသူလူထုရဲ့အတုံပြန်ချက်ကိုလည်းသူတို့က survey ကောက်မှာအစစ်တမ်းကောက်မှာပေါ့နော်အရင်တော့ကဒါတွေအားလုံးကပီတူလူထုကအမြန် complain လုပ်နေတယ်။အာတန်ချင်လူနဲ့ပောက်ကွဲတန်ကြီးဖြစ်နေတယ်။အိုးလူတွေကမခံနိုင်ကြဘူးပေါ့။အခုကတော့ပီတူလူထုကအတန်ကိုလက်ခံနိုင်တယ်။မချရဘူးလို့ပြောမယ်။တက်တေပြခဲ့မယ်။လက်ခံမယ်ဆိုတော့အစုရကဂုံးပီနဲ့ထက်မှာအတန်ထက်ပြန်တန်းနေတဲ့ဥပဒေကိုပြန်ပြင်ဆင်မယ်တဲ့ သူ hypersonic အရင်တို့ကတော့ hypersonic bomb boom hypersonic explosive အတန်ကလုံးပြတခါကြတော့အချင်းအစီမပီခဲ့ဘူးအခုကပီတူတို့ထူရတော့ပြချက်ကိုကောင်းနေမယ်ဆိုရင်အစူရကအကုန်ပြင်အထက်မှာနော်အတန်ထက်ပြန်တန်းနိုင်တဲ့ဥပဒေကို ပြန်ပြင်ဆင်နိုင်မယ်တဲ့အာတော့ဒီကိစ္စအကြီးကို US ကအောင်အောင်မြင်မြင်ထုတ်ပတ်ထုတ်လုပ်နိုင်ခဲ့မယ်ဆိုတော့ အနာကတ်ရဲ့လေချောင်းလုံးငါးနဲ့တူကိုလည်းအကုန်လုံးပြောင်းလဲဆင်လိုက်တယ်တဲ့တိုက်လေချင်းတစ်ခုတည်းမဟုတ်ဘူးနော်ဒီ Airbus ကအစ commercial flight ကအစပေါ့နော်ဒါတွေအားလုံးကဒီအတုံးချပြီးမှစုံရန်တန်တွေမရှိတော့ဘဲနဲ့အတန်ထက်ပူမြန်နိုင်တဲ့ခကြီးတီလေရင်တွေကိုလည်းထုတ်လုပ်သွားနိုင်တယ်ဆိုမှတော့မျိုးလွန်းထားကြပါတယ်ဒါတွေအားလုံးကကျွန်တော်တို့ခက်ကြီးမှ AI ခက်ကြီးမှာ technology ခက်ကြီးမှာအရန်ကိုမြန်ဆန်လွန်းပါတယ်ပြောင်းလဲတာတော့တော့ကဲဒါဆိုတော့ကျွန်တော်အဲ့ဒီ ဟောဥစ္စာကိုပြမယ်ပေါ့နော်အဲ့ဒီ X55 ကိုပြမယ်တစ်ချက်လောက်ဟောလုံး guys ပြမယ်ပေါ့နော် NASA's experimental jet the X59 took to the skies over California အဲကယ်လီဖိုးနီးယားမှာသူတို့ကစမ်းသပ်တယ်အတန်လုံးဝမချရတော့ဘူးမှိုက်နေနော် The jet is built by Lockheed Martin, a company known for designing stealth aircraft. Lockheed Martin company ga lo de no da NASA ka u saung It's a narrow needle-shaped jet which is nearly 30 meters long. 30 meters long no. Pe 30 meter meter 30 lao be tu a shi de bo yan Every curve is designed to reshape. 55 lo ko ma chi X50 X59 sorry. Instead of a boom, it's built to make a soft thump. နော်အရင်တော့ကဘူးမစဘူးမတာကြီးပြတဲ့လူရင်းကအခုဆိုတော့လုံးဝဟော့လောက်ပဲဖြစ်လာတယ် No louder than a car door closing No louder than a car door closing ကားတကားပိတ်တာထက်အတန်ကတိတ်မချေဘူးတဲ့မိုက်တယ်ကွာပေါ်တော့လုံးဝလုံးဝမိုက်လုံးတယ် That's the breakthrough NASA is chasing mm. Over the coming months, the X-59 will fly over selected American communities. So aku lame la dui ma bo no. America ye ne ya tachu dui ma ari tai le yin ni ko pyan ta me de san ta mu lo me bo. Microphones on the ground will record its sound. Microphone on the ground. On the ground my microphone ne ari le yin tan ko phan me de. Residents will report what they hear. Eh so ro pitu lu thu ka no di ma te ta kha lu thu ri te ta ka lu rin ka that data will help regulators decide if quiet supersonic travel can finally return over land အဲဆိုတော့အဲ့ဒီပီတူလူထုရတုံ့ပြန်မှုကိုအခြေခံပြီးမှပဲ NASA က hypersonic အတံထက်ပုံမြန်တဲ့လေယာဉ်တွေကိုအကောင့်ထေပို့ဖို့ရကြိုးစားလာတယ် In June this year the US government took the first step An executive order directed the Federal Aviation Administration to rewrite the old rules that have banned supersonic flight for years supersonic flights ကဟိုအရင်တော့ကအမေရိကမှာပြည်ပင်သားရှိခဲ့တာကိုဇူလိုင်လမှာဒေါ်လာထရမ့်အစုအယကအဲ့ဒါကိုနီလန်အတိပြန်ရှာပြန်ရှာမယ်ဆိုတာပြောလာကြတယ်တကယ်လို့များဒီ x supersonic ရဲ့တိုက်လေရင်စမ်းတမှုကိုအောင်မြင်ခဲ့မယ်ဆိုတော့ခုနဥပဒေရင်းကိုအကုန်လုံးပြန်ပြင်ဆင်မယ်ဆိုတဲ့သဘောပါ and aviation companies are already preparing mm Boom Supersonic, based in Colorado, has tested its prototype, the XB1. Boom XB1, XB1, percent percent XB1 year this year. Its future aircraft, the Overture, aims to fly passengers at nearly twice the speed of today's planes. Wow, guys. the ဒါရီအားလုံးကတိုက်လေရင်တစ်ခုသေးတာမဟုတ်တော့ဘင်းနဲ့နောင်လာမဲ့ commercial flight တွေတော့မှာ အသုံးချဖို့အမေရိကကလုပ်ပါတယ်။ကဲဒါကတော့ဘ ഹു တုဒအနေနဲ့အာတင်းဆက်ဆွေးနွေးပေးသွားတာပါ ပေါ့နော်။မနေ့တနေ့ကအမေရိကရဲ့ AI တိုက်လေရင်အကြောင်းတွေကိုကျွန်တော်တို့ဆွေးနွေးထားတာရှိတယ်။မကြည့်သေးဘူးဆိုတော့သွားကြည့်ပါ။အရှမ်းလည်းရန်ကုန်ပိုက်တော့တယ်။ကျွန်တော်မြင်ဖူးတဲ့တိုက်လေရင်နေမှာအမိုက်ဆုံးဖြစ်တယ်။တော်တော်လေးကိုမိုက်တယ်သူတို့ရဲ့ထုတ်လုပ်ထားတဲ့ AI AI ကမောင်းနေတဲ့တိုက်လေရင်ပေါ့နော်။မနေ့ကပဲ မနေ့တနေ့က၂ရက်၃ရက်၄ရက်ပတ်တော်မကြာသေးဘူးအမေရိကကလုပ်တာတော့အရမ်းမိုက်တယ်ကဲအာဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့ program လေးကိုအဆုံးသတ်ပါရစေကြီးစုသူမိတ်ဆွေအနေနဲ့ကျွန်တော်တို့ရဲ့ YouTube လေးကိုတဘောချရဲဆိုတော့ YouTube မှာ subscribe လုပ်ပေးချင်အပ်ပေးလို့ရပါတယ်တရုတ်ကမေရှားပိတ်ထားတဲ့တနေ့နောက်ဆုတ်ပေးလိုက်တဲ့ပုံသုံးသက်ပေးပါအောင်โอเคဒီကိစ္စကိုကျွန်တော်မနေ့ပြန်ပြောဖို့စီစဉ်ထားပါတယ်အခု star တွေလုံနေတယ်ပေါ့နော်တနေ့စာလောက်ပဲ US နဲ့တရုတ်ကမေရှားတတူနဲ့ပတ်သက်ပြီးမှသဘောတူညီထားတာရှိပါတယ်။ဘာဖြစ်လို့လဲ။အစားအသဖြင့်ကျွန်တော်တို့မနေ့ပြန်မှာအဲ့ဒီမေရှားတတူနဲ့ပတ်သက်ပြီးမှအတိုင်ပြည်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်။ဒီညကတော့ဒီလောက်နဲ့ပဲအချင်းအဆုံးသက်ပြရစေ။ Thank you so much for watching beautiful people. I love you guys. Take care. God bless. I'll see you guys tomorrow. If you enjoyed the video, please smash